အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေစန္ဒီသားသမီးအားလုံးအတွက်26ရက်ဆယ်လ2025ကနေ10ရက်ဆယ်လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကန်ဂျမာဟောကိန်းကိုကန္နာတဖြစ်စီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေစန္ဒီသားသမီးတွေပေါ့လေအဲဒီတစ်ပတ်ကာလကဘလိုကန်ဒီယားလေးတွေကြုံတွေ့ရတယ်လဲပေါ့နော်အဲ့တော့ဒီဘက်ကလာမှာစနေသားသမီးကျွန်တော်မိတ်ဆွေတွေအရှိပုံအရှိကံကြီးမားတဲ့သူတွေဆိုရင်ဝါသနာပါလို့ထီကန်ဆန်းကျင်နေတဲ့ဆိုတော့ထီတွေပါတွေပောက်တဲ့ဂိမ်းတွေရှိပါတယ် အဲ့တော့ထီထိုးကမယ်ဆိုရင်ဘာကနာထိုးတင်လဲဆိုတော့နှစ်အစ၄ဆုံးသို့မဟုတ်၅အစ၄ဆုံးတစ်ခွက်များတစ်ခွက်ကန်ဆန်းကြည့်ကြတာပေါ့နော်ပေါအောင်တော့လဲတယောက်တို့ကပေါ့နော်ထားပါတော့အဲ့တော့အဲကျမ်းမာရင်တော့ပတ်သက်ပြီးစပြောခြင်းလို့နော်ကျမ်းမာရင်တော့ပတ်သက်လို့ရှိရင်စနေသားသမီးတွေဘလို့ကြောင်းအလေးတွေဖြစ်တယ်လဲဆိုလို့ရှိရင်အဲဒီကလာမှာကျမ်းမာရင်အညာနဲ့ပတ်သက်လို့ရှိရင်သူကသွားတဖုံနဲ့ပတ်သက်တဲ့ရောဂါလေးတွေဖြစ်တာနော်သွေးသားဓမ္မတာနဲ့ပတ်သက်တဲ့ရောဂါလေးတွေဖြစ်တဲ့ကိစ္စမှာပါတယ်အသက်ရွယ်ကြီးနေတဲ့သူတွေဆိုတော့သွေးတွေပါတယ်တိုးတက်တဲ့ကိစ္စတွေပါတော့အထူးသတိထားပါဘယ်နော် ။တချို့ကကြတော့အမျိုးသမီးတွေကြတော့သူကကျမကြီးရှုတော့ကပြောကြပါစို့။အိမ်တော်ရှိတဲ့အမျိုးသမီးတွေဆိုရင်ကိုယ်နေပါရရတဲ့ဂိမ်းလေးရှိပါတယ်နော်။ရရင်လည်းကောင်းပါတယ်ဗျာနော်ယူဖို့။တချို့တော့ရှိတယ်အဲတချို့တွေတွေများချစ်လို့ရှိတဲ့သူတွေအတူတူနေကြရင်လည်းအဲယူမယ်လို့မယူရဲပဲနဲ့ရုတ်တရက်ထပြီးတော့ကိုယ်နေပါရထားရတဲ့ဂိမ်းလေးရှိတော့သတိထားပြီးနော်။အဲ့ဒီကြအရှိတူကခနဲ့နောက်ဆုံးကခနဲ့နောက်ဆုံး abortion တွေပါလေလုပ်တဲ့အနေထားမျိုးတွေကြုံရတော့မကောင်းဘူးပေါ့လေနော်။ဒါမျိုးတွေမဖြစ်အောင်ကြိုးရင်းကာကွယ်ပါခဲ့နော်။အဲ့တော့ကျမရင်းကျွန်တော်ဆေးရုံဆေးခန်းတွေပါလေပြမယ်ဆိုရင် အဲကျန်တာပရိသတ်သမီးဆီအောင်နဲ့ပြပြအောင်ကြပြပြနော်။အဲကျန်တာပရိသတ်သမီးဆီအောင်နဲ့ပြပြရမယ်နော်။အဲပဖပပမနဲ့စားတဲ့စီအောင်စီကနေအဲပဖပပမနဲ့စားတဲ့ဒီကျန်တာပရိနနဲ့စားတဲ့ဆီအောင်နဲ့ပြမယ်ဆိုရင်အနာနဲ့စီနဲ့အမြဲတမ်းတိုးပြီးတော့တတ်တာပျောက်ကင်းနေမယ်နော်။အဲရှစ်ဖို့ရှစ်ကကြီးမားတဲ့အဲစနေသားသမီးတွေပေါ့နော်။အဲ့ဒါမှာအစိုးရဝန်ထမ်းတွေပါခဲ့မယ်ဆိုရင်ဒီကလာမှာနိုင်ငံတော်အကြီးအကဲယာရုတွေရရှိပိုင်ဆိုင်ပြီးတော့ယာရုကုန်သတင်းတွေပို့ပြီးတိုးတက်အောင်မြင်မယ်ဆိုတဲ့ကိန်းတွေမှာပါပါတယ်။ ဒီကလာကစနေသားသမီးတွေတဖက်မှာကောင်းတာတွေများတယ်လို့တဖက်မှာလည်းစန့်ကျင်ဘက်တွေရလာလေတွေရှိတယ်သူကအဆိုးကောင်းတစ်ခုယောနေတာတွေ့ရတယ်အဲ့တော့ယာရုတို့ဆောင်ဝက်ဖြစ်လာတဲ့သူတွေဆိုရင်ဒီကလာမှာယာရုတို့တက်ကြင်ရှိတယ်ယာရုတို့အောင်မြင်တယ်ပေါ့နော်ပြီးတော့ခုနကယာရုတို့ပြီးတော့နိုင်ငံတော်အကြီးအကဲတွေရမယ်တချို့အာခါသာအာခါသာသမားတွေဆိုရင်ဒီကလာမှာလည်းအဲစုတစေတွေရရှိပိုင်ဆိုင်တဲ့အခက်အခဲအကြက်တွေကြီးတွေကနေအောင်မြင်မှုတွေရတယ်ရှင်ပြိုင်တိုက်ခိုက်ပြီးရတဲ့အနိုင်ရမှုလို့ခေါ်တဲ့သူက ကောင်းပါလေဗျာနော်ထက်ထက်တန်တန်ရတတ်တဲ့ game ပါတယ်အဲ့တော့ရတုတွေ့ချင်တဲ့သူတွေမျောနေတဲ့သူတွေဒီကလာမှာမျောနေလို့ရပြီဆိုတော့လေအကြောင်းကြားချင်တယ်ဗောနော်အဲကိုပိုင်စီဝိုင်းလုပ်ငန်းလုပ်ကန်နေတဲ့သူတွေဆိုလို့ရှိရင်တော့လေဒီကလာမှာဆက်တူရှယ်ယာလုပ်ငန်းတွေလောက်ဝတတ်တဲ့ game ရှိတယ်လောက်ဝင်လဲတင်းတော်တယ်ကိုပိုင်စီဝိုင်းတခုစတင် account နဲ့ form မယ်ဆိုအကောင်းဆုံးတော့ကာလာပဲလက်ရှိလုပ်နေတဲ့အလုပ်တွေကိုထပ်ပြီးတိုးချက်ကျင်တဲ့စာရင်းသားတွေထပ်ပွင့်ကျင်တဲ့ company ရုံးဝယ်တွေထပ်ပွင့်ကျင်တဲ့ဆိုလဲဖွင့်လို့ရတဲ့ game တွေမှာပါတော့အရန်ကောင်းတာဗောနော်ခီးသွွားလုပ်ငန်းတွေလုပ်မယ်ဆိုတာအကောင့်နဲ့ဟိုတယ်တက်ခုကန်တို့ခီးသွွားလုပ်ငန်းတို့ပြည်တွင်းပြည်ပခီးသွွားလုပ်ငန်းတို့ကဆက် အရန်အရန်အကျိုးပေးတဲ့ကာလတည်းမှာပါနေပြီလှုပ်ဖြစ်အောင်လှုပ်ပေးပါဝန်ထမ်းနေတာဖြစ်ခဲ့မှာကြတော့သူကဘာဖြစ်တယ်လဲမင်းဝန်ထမ်းဆိုတဲ့ခါမှာဒီပုဂ္ဂိယဝန်ထမ်းတွေတော်တော်များများဒီကာလမှာကြတော့လက်ရှိလုပ်တဲ့အလုပ်တွေကနေမလုပ်ချင်တော့ဘဲနဲ့ပြောင်းရင်ရှုပ်ရင်ထွက်ကျင်တဲ့စိတ်တွေပေါ်လာတတ်တဲ့ခင်ရှိတယ်ထွက်ရင်ကောင်းမှာမလားလို့စဉ်းစားနေတဲ့သူတွေရှင်နောက်အလုပ်တစ်ခုဘိုင်းနေတာရထားတယ်ဆိုရင်တော့ထွက်ပါထွက်လို့ရတဲ့ခင်တွေမှာရှိတယ်နော်အဲ့ဒါနောက်လုပ်ပြောင်းလုပ်ပေါ့ကိုယ်ပိုင်စီးပွားရေးတစ်ခုအဲထွက်ပြီးတော့အလုပ်တစ်ခုလုပ်မယ်ဆိုလို့ရှိရင်လည်းလုပ်လို့သင့်တော်တဲ့ကာလတည်းမှာဖြစ်တော့နောက်ဆက်မတင်ပါနဲ့ရဲဝဲဝင်ရှိတို့ပြီးလုပ်ဖြစ်အောင်လုပ်ပေးပါ အရေးကြီးတာမှညာတစ်ခုရှိတာကဒီကလာမှာတမာအစည်းအဝေးချမ်းသာနဲ့လောက်ကင်နေတဲ့စနေသားသမီးတွေဆိုတော့ဘာမှမဖြစ်ဘူးအဆင်ပြေတယ်။သို့တော့မင်းအစိုးရအနေနဲ့ပတ်သက်တဲ့ကိစ္စတွေဥပဒေနဲ့မလို့ကနေကိစ္စတွေလောက်ကင်နေတဲ့သူတွေဆိုရင်တော့ဒီကလာမှာအဖမ်းဆီးအစ်စ်ဆီးအမင်းများကြုံရတဲ့ကိစ္စတွေရှိတယ်။အဲဆိုကြပါတော့တချို့လောင်းစားနဲ့လုပ်တဲ့သူတွေပြောဒီကလာမှာအဖမ်းဆီးအစ်စ်ဆီးခံရတာတွေဒါဥပမာပြောပြတာပေါ့နော်။တချို့ဝန်ထမ်းတွေတော့ဖြစ်ခဲ့တယ်။သို့တော့အချင်းမချသားတာတွေဖြစ်စေတခြားကိစ္စတွေကြောင့်ဖြစ်စေပေါ့နော်။အဲ့ဒါမျိုးတွေကျူးလွန်မှုတဲ့သူတွေဆိုတော့ တိုင်စာပစ္စာတွေကြုံရတာအဖမ်းဆီးချုံအောင်ဖြစ်တာရာလုံးကြတာမျိုးတွေဆက်ညီမဲ့သွားဖြစ်တဲ့အတွက်သူကအမားလို့လို့မရဘူးမန်အောင်လို့လို့ရှိရင်တခြားဘောက်ထိုက်တန်တာရရှိပိုင်ဆိုင်ပါလိမ့်မယ်ဗျာနော်အဲ့တော့ဒီကလာမှာတခုလုံးမဲ့ကြိုင်မယ်ဆိုရင်ကြာပါပြီသားသမီးတွေနဲ့ပူတွဲတိုင်ပြီးတော့လှုပ်ဖြစ်အောင်လှုပ်ပဲလူရင်းလူယုံတွေဒုက္ခပြီးတော့ဘသူဘသူမှမယုံရင်ပို့ပြီးတော့ကောင်းမယ်နော်တချို့ဒီကလာမှာရှူတယ်ပစ္စည်းတွေအဝင်မတော့ဘူးရှိတဲ့ရှူလေးတွေလက်စွပ်လေးတွေပျောက်တာရှတာအပေါ်လာရောက်လာရောင်းထုတ်လာမျိုးလေးတွေဖြစ်တတ်တယ်နော်အဲဂရုတစ်ချက်ဆိုင်ပြီး ပတ်သက်နေပါရရမယ်ဆိုရင်တော့မြေတွေပါတွေဝယ်ဆိုင်တွေပါတွေဝယ်အဝင်တော်တယ်ကားတွေပါတွေဝယ်ခြံတွေပါတွေဝယ်အဝင်တော်တယ်ပဲနော်အဲ့ဒီလုပ်ငန်းတွေကိုရင်းနှီးမြှုပ်နှံပြီးလုပ်မယ်ဆိုတော့တအားကောင်းပါတယ်ပဲနော်ပညာရေးနဲ့ပတ်သက်လို့ရှိရင်လည်းဘာမှစိတ်ပူစရာမလိုဘူးစနေသားသမီးတွေဒီကလာမှာဆောင်ဝယ်ဖြစ်ရင်အောင်မယ်ဆိုတဲ့ကိစ္စမှာပါတယ်အဲ့ဒီဗီဇာလျှောက်တဲ့သူတွေလည်းဒီကလာမှာရပြီဆိုတဲ့သတင်းစကားလေးတွေပတ်စိုးလုပ်လဲအဆင်ပြေပြီဆိုတဲ့သတင်းစကားလေးတွေကြုံရကြတဲ့နော်အဲ့လိုရတဲ့စားစံတွေကိုဒီကလာမှာအပြည့်အစုံဖြစ်စီပါအဆင်ပြေပါတယ်တမိုးကြီးတဲ့စက်ပစ္စည်းတွေပါတယ်ဝင်တဲ့ကိန်းရှိတယ် တချို့အမျိုးသမီးလေးတွေဆိုရင်စိတ်နှဆုံးနဲ့လက်ထပ်ခွင့်တောင်းခံရတာမျိုးတွေရစဂျဝန်တက်တဲ့ကိစ္စမှာပါတော့ဝမ်းသာဖို့တော်တော်လေးကောင်းတယ်နော်တမိုးကြီးတဲ့ဆက်ပစ္စည်းတွေတချို့ကဖုန်းတွေလိုလက်တော်တို့တချို့ကဆိုင်ကယ်တို့ဆက်ဘိန်းတို့တီဗီတို့စသည်အဖြစ်ပေါ့ဒါတွေအစားဝန်လာတဲ့ကိစ္စတွေရှိတယ်အဝင်တော်ပါတယ်ကနော်အဲ့မှာတုံးနေတဲ့အလျက်ဆက်ပစ္စည်းတွေပြတ်တာရှတာအဲ short ဖြစ်တာလူတွေတွေဖြစ်လို့ရှင်တော့အများဆုံးလဲလဲပြီးပေါ့အဲ့ဒါတွေကတော့အញ្ញံခက်တွေတွေဂျုံသေးလို့နော်ဖြစ်တဲ့ကိစ္စရှိတယ်ကို့အနီနာပတ်ဝန်းကျင်သို့မဟုတ်ကို့အနောက်တောင်တောင်ရက်မှာ မီးလောင်တာမီးလက်နာမျိုးတွေကြုံရတဲ့ခင်ရှိတယ်သတိထားနော်ကိုယ်တိုင်နဲ့လျှက်စစ်မီးသုံးဆွဲတာတွေဂတ်အိုတွေပါတုံးဆက်တာတွေဆိုရင်တစ်ချက်သတိထားပဲမီးလောင်တာရှော့ဖြစ်တာပောက်ွက်တဲ့အရာလေးတွေကြုံရတဲ့ခင်ရှိပါတယ်ကြက်မိုင်းရှူတော်တစ်ခုကပြောမယ်ဆိုရင်တော့ဒီကလာမှာသွာလာလှုပ်ရှားလို့ရှိရင်ဖြစ်မိခိုင်းပြီးအက်စီဒန့်ဖြစ်တဲ့ခင်ရှိတော့သတိထားပါလို့ထပ်ထပ်လေးလေးအကြံပေးချင်တာပေါ့နော်မွန်ရော်လေးမနဲ့ခီးသွားတတ်တယ်ကောင်းသောခီးသွားတတ်တယ်ပြပခီးနံညခီးသွားတတ်တယ်လို့ပြည်တွင်းမှာလည်းအပျော်ပါခီးတို့ဖျားဘူးခီးတို့မင်္ဂလာခီးတို့နဲ့ကောင်းသောခီးတွေသွားတတ်တဲ့ခင်ရှိတော့ဝမ်းသာဖို့ကောင်းတယ်ပြန်နော် ဲ့လိုဖျားဖို့ခီးတွေပါတယ်ထွက်ပြအောင်ထွက်လိုက်စမ်းပါဗျနော်ထွက်ပြီးတဲ့နောက်မှာအမရန်စမ်းပွင့်ပြီးလက်လာဘွားတွေဒီလာတိုးဘွားလာမှလေးတွေမြင်ရတယ်ဒီတော့တက်ကြအသက်ရဲ့ကြီးနေတဲ့သူတွေဆိုဒီကလာမှာဘုရားကရဖျားဖို့ဒီကြာတာပြည့်နေတဲ့ဆားတဲ့ဖျားတို့နော်အဲ့လိုမျိုးတွေအစားသွားရလာတာလေးတွေအစားဖြစ်လက်တယ်ဗောနော်သွားရင်လည်းတော်တော်လေးအကောင်းတယ်နော်အော်ဘလာ26ရက်29ရက်29ရက်30 31နိုဝင်ဘာလ1ရက်အဲ့ဒီရက်တွေမှာတော့အမရန်ကန်ကောင်းတယ်ဗျဟိုဘယ်လိုပြောမလဲ တချို့အဆုံးရှုံးသွားတဲ့ငွေကြီးတွေအိတ်ကလာမှပြန်ပြီးရရှိတာမျိုးတွေဖြစ်တတ်တယ်။ရည်သားဟောင်းတွေကိုမမေ့နိုင်တဲ့သူတွေအိတ်ကလာမှကိုယ်ပြန်ဆက်သွယ်တာလေးတွေအိမ်တော်ဟောင်းကငါမပါပြီဆိုပြီးတောင်းမပြီးကိုယ်စီပြန်လာပြီးပြန်ပတ်တာမျိုးတွေကစာကြံဝတ်တဲ့ကိန်းတွေရှိတယ်။ချစ်သူမရှိတဲ့သူတွေကတော့ချစ်သူအစ်တွေရတတ်တယ်။ရှိတဲ့သူတွေလည်းအိတ်ကလာမှမင်္ဂလာပွဲတွေကျင်းပတာဆက်သက်ကြောင်းလာတာမျိုးတွေကစာဖြစ်ပြီးတော့ခီးကောင်းသွားတဲ့ကိန်းတွေလက်လာပါပွင့်သွားလိမ့်မယ်။ဆိုတော့အဲတော်တော်လေးအားကောင်းတာပေါ့အရက်ပိုင်းကအောင်နဝလာ28တရက်ကတော့အညံ့လေးတွေရှိတယ်သတိထားပေါ့လူရင်းလူယုံဒုက္ခပြတတ်တယ်နော်။အဲဘယ်သူဘယ်သူမှမယုံနဲ့ မင်းဆိုတာတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေညှိဆုံပြီးတော့အဖမ်းဆီးအစ်စ်ဆီးအမင်းမ်းခံတဲ့ကိစ္စတွေရှိတယ်မပေါ့နဲ့နော်ထီမီခိုင်မီဒုထထံကိုဖြစ်တယ်လို့အဲ့တော့ကန်ဒီယာရဲ့ထောက်မမှုအပြေအဝရအောင်အဖြူရောင်အနီရောင်ပန်းရောင်ကြက်တွေရောင်တို့ကိုအဓိကထားဝတ်ဆင်တုံဆွဲပေးပါဒီကလာမှာပတ်သက်တဲ့သူတွေကလည်းတလင်းလာတောက်ကြလေးတွေဒုက္ခပြီးတော့အထူးသတိထားပေးနော်မင်းပြန်ရောင်စုံဗရိမနိုင်ပန်းရောင်စုံတစ္ဆပန်းရောင်စုံတက်ခွပန်းစသည်အားဖြင့်အဲ့ဒီပန်းတွေကိုအဲမိမိတို့ယုံကြည်ကိုယ်ဝတဲ့ဖခင်မှာဖခင်ပန်းကရပဲဖြစ်စေနေရဲ့ကနေမှာအလှပောင်းထိုးတဲ့နေရာမှာပဲဖြစ်စေ နော်ပြုတ်လို့သုံးဆွဲပေးပါအဲ့တော့ညံ့နေတဲ့အညံ့နေတွေกินပြီးကောင်းတဲ့ကံတွေပို့ကောင်းအောင်ရေရာလေးခြေချရအောင်ရေရာနေနဲ့မလုပ်ရမလဲဆိုတော့စီတမင်းအပေါ်လေးကိုပေါက်ပေါက်လေးဖြူပြီးတော့မြတ်စွာဘုရားမှာဆုံးကတ်လို့ပြအောင်ကတ်လို့ပြရမယ်အလိုရှိရလေးစနာပြုဆုတောင်းခြင်းအဖြစ်အလိုရှိရလေးတွေပြေဝသွားလိမ့်မယ်ဒါအပြင်ညံ့နေဆောင်လေးတစ်ခုမှာဆက်ကူလေးကိုဆက်ကူထဲမှာထညက်ခဲလေးဆက်တခဲကိုထုတ်ပြီးတော့လမ်းဘေးရခိုးလေးတွေကိုပြစ်ကျွေးပြီးတော့ကြုံရတဲ့အညံ့တွေကင်းပါပါသေးဆိုပြီးတော့တိုင်တဲ့ဆုတောင်းခြင်းအဖြစ်အညံ့အခိုက်တွေအေကံမုတ်ချပြေပြောက်တော့ပါလိမ့်မယ် စံနေတဲ့တာသမီအားလုံးစိတ်အချမ်းသာခြင်းကိုယ်ကြီးကျေးမှာခြင်းများဖြစ်ပြည့်စုံကြပါစေလို့ဆရာဆုမကောင်းတောင်းဝေးပါတယ်ဗျာနော်